DVB Digital Fast နဇက်ကြီးကဝင်ကြီးဖြစ်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပလကဖလို့ခေါ်တဲ့ပြည်သူလူကြုံရင်းနဲ့ဂျမ်ဖက်နေနေရေးအဖွဲ့ကိုအင်အားတိုးမြင့်ခေါ်ယူဖို့စီစဉ်နေတယ်လို့အုပ်ချုပ်ရေးနဲ့ညီဆက်သူတွေစီကသိရပါဗျ။ရန်ကုန်တိုင်းတန်လင်းကြောက်တန်းသုံးခွာနဲ့ခရမ်းမြို့ကပလကဖအဖွဲ့တွေကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကခရမ်းနဲ့တန်လင်းမြို့နဲ့ထွေရုံရုံးမှာနယ်လုံးဝင်ကြီးဗိုလ်မှူးကြီးဝင်းတင်ကတွေ့ဆုံကအဖွဲ့ဝင်တွေရရှိရေးအတွက်စီယုံပေးဖို့ပြောဆိုခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့ညီဆက်တဲ့သတင်းရင်းမြစ်ကပြောပါဗျ။ တယောက်ကိုစံကားပြီးစီသုံးဘူးယူနီဖောင်းတစုံပေးတယ်ထောက်ပံ့ငွေရတဲ့ပါလာကဖအဖွဲ့တွေလည်းရှိတယ်သုံးကထွေယုံနဲ့တန်လင်းထွေယုံကပေးတာစစ်တကသူတို့နဲ့ပေါင်းပြီးလုံခြုံရေးမှာတာဝန်ယူဖို့အင်အားတိုးမြင့်ဖို့လို့ပြောပါတယ်ဘုကိုမျိုးဗုဒ္ဓအတန်ဓမ္မဗိမ္မာန်တော်ကြီးမှလည်းမတ်လ9ရက်နေ့မနေ့ကဘုကိုနဲ့တနက်ပြင်းမြို့မှာရှိတဲ့ပါလာကဖအဖွဲ့တွေကိုဘုံမူကြီးတောင်းထိုက်ကတွေ့ဆုံခဲ့ပြီးစားနပ်ရိက္ခာတွေပေးကဖွဲ့ဝင်တစ်တီအတွက်တင်နန်းတွေတို့ချက်ဖွင့်လှစ်ဖို့ပြောဆိုခဲ့တယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ် စစ်ကောင်စီအနေနဲ့ပါလကဖအဖွဲ့ဝင်တွေအင်အားတိုးမြင့်မှုပြောဆိုနေပေမဲ့လက်တွေ့မြေပြင်မှာလက်နက်တပ်ဆင်ပေးတာမရှိတာကြောင့်စစ်မှုထမ်းဟောင်းအငြင်းစားရဲတွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလွဲလို့ဝင်ရောက်သူမရှိဘူးလို့ပါလကဖအဖွဲ့ဝင်တယောက်က ပြောပါတယ်။စကိုင်းတိုင်းကမ်ဘလူခိုင်မှာလည်းပြီးခဲ့တဲ့ဖေဖော်ဝါရီ25ရက်နေ့ကလေလုံဝင်ကြီးဘုံမူကြီးတောင်းတင်ဆိုးကကမ်ဘလူခိုင်တို့မှာရှိတဲ့ပါလကဖအဖွဲ့တွေကိုတွေ့ပြီးငွေကြေးစားနပ်ရိက္ခာနဲ့ယူနီဖောင်းထောက်ပံ့ပေးခဲ့တာလည်းရှိပါတယ်။နေဆက်ရေးဝင်ကြီးကိုဥက္ကဋ္ဌနေရာပေးက ဖွဲ့ဝင်14ယောက်ပါဝင်တဲ့ပြည်သူ့လုံခြုံရေးနဲ့ချမ်းဖက်နေနေရေးဗိုလ်ကြီးချုပ်ကွယ်မှုအဖွဲ့ကိုစစ်ကောင်းဆောင်ကပြီးခဲ့တဲ့ဩဂတ်လ16ရက်နေ့မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်